မင်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟောပြီးကျွန်တော်တို့ဒီခေါက်မှာ Python ကျောင်းလေးဆက်သွားမှာဖြစ်တဲ့အရေးကြီးတဲ့ channel လေးအရင်ဆုံးပြောထားပါအောင်မယ်။ဟိုအသေးစိတ်တော့ကျွန်တော်နောက်မှထပ်ပြောမယ်ဟုတ်ကဲ့။အဲ့ဒါပါလဲဆိုရင်တော့ intonation Python မှာတခြား language နဲ့လုံးဝမတူတာက intonation ဒါနမူနာကောလေးကိုကြည့်လိုက်ကျွန်တော်ဒီမှာစီအဲ class test ဟို test ဆိုပြီးတော့ class တိစောက်တယ်ပြီးရင် DS ဆိုပြီး method တိစောက်တယ်။ code တွေ method တွေမှာ class ဆိုတာတွာတတိယဖြစ်ပါလဲဆိုရင် method တွေကိုစုစည်းတာ ဟုတ်နော် method ဆိုတာတနည်းအားဖြင့်ဘာတွေကိုစုစည်းရတာတူညီတဲ့ statement တူညီတဲ့လုံဆောင်ချက်ရှိတဲ့ statement တွေဘာလို့ထားလဲစုစည်းတာဒါ diet definition ပြန်မယ်ဆိုရင်ဟုတ်နော် okay အဲ့မှာတော့တခြား language တွေမှာကျွန်တော်တို့ calibrate တွေတုံးပေးမယ်ပိုင်းတုံးမှာဘာမှ calibrate မတုံးဘူးတစ်ချက်နောက်တစ်ခု statement စုံတဲ့သူစီမီကောလဲမတုံးဘူးနောက်တစ်ခုသတိထားမယ့်တစ်ခုကဟုတ်နော်နောက်တစ်ခုသတိပြုရမယ့်အရာကတော့ strain တွေ ကျွန်းနေဆိုတော့သူက decoration လည်းရတယ် single goal လည်းရတယ် double goal လည်းရအောင်နော်အားလေးတည်ထားမယ်အားလေးချက်တွေပါကျွန်တော်တို့ intonation ကိုတည်ထားသူ့ရဲ့ and line line နေအဆုံးသတ်သွားတာ ਨੇ ကျွန်တော်တို့ intonation intonation ဆိုတာကျွန်တော်တို့မျက်စိရဲ့ကို size size လုပ်တဲ့လူစင်တော့တိတ်ပြောကြမှာလို့ဒါလည်းခဏနေဒီမှာပါလာမသိ survive တိမ်မှာဆိုတော့ intonation ဆိုတာအဲ့မှာ paragraph ကျွန်တော် paragraph တစ်ခုလုပ်လိုက်မယ်နော် paragraph တစ်ခုလုပ်လိုက်မယ်ဒါကျွန်တော်တို့ဒါက intonation ဟုတ်ပြီဟုတ်ပြီဒါဒီတိုင်းထားတယ်ဟုတ်ပြီတော့ under count under count တာပါပဲတော့ paragraph under count တာ paragraph โอเคကြည့်မယ်ဟုတ်လားဒါဒီ size size နဲ့ကျွန်တော်ပြလိုက်မယ် under count တာဒီ paragraph ဖုန်းနဲ့ဟိုသွားကြော်ဒီထားမှာ paragraph ကိုဝင်လိုက်မယ်ဟုတ်လား paragraph ကို dialogue box နဲ့ဝင်မယ်ကြည့်မယ် index and spaces index ဆိုတာအခြား spacing နဲ့အခြားပဲမတူးနော် indentation ကိုကြည့်လိုက် before dash space special ဟုတ်လား before dash ကိုကျွန်တော် before dash before test before test เนาะဒါချားပုံချားနေပြမယ်။ဟောတွေ့လားဒီနဲ့ဒီနဲ့ချားပါလားနှစ်ကြောင်းရရင်ပြီးတာလေ။အဲကျွန်တော်ဒါကိုပြည့်အောင်ရိုက်လိုက်မယ်။ဟောโอเคโอเคโอเค။ဟောဒီဒါဒီနှစ်ပိုင်းဖြစ်မယ်။တစ်ပိုင်းချားတစ်ပိုင်းချားဒါဒီ before test test တွေရဲ့မတိုင်ခင်ဒီ margin နဲ့ဒီနဲ့ချားတာဘာလို့ခေါ်လဲ intonation လို့ခေါ်တာ။အားလေကျွန်တော်တို့မှတ်ထားပြီ။ဟုတ်လား margin နဲ့ အစာပိုင်းနဲ့ခြားတာကို margin နဲ့ဒီဘက်စာကြောင်းနဲ့ခြားတာဒီရဲ့ခြားကို inhalation ဒီနဲ့ outer နဲ့ out နဲ့ခြားတာပါ spacing size တိုင်းမှာအဲ့လိုကွဲသလိုပဲပိုင်းတော်မှာလည်းအဲ့ဒီလိုသူက survive ပုံစံသူက relief ပဲဖတ်လို့လောက်တာပဲကျွန်တော်တို့ဒီနဲ့ဒီနဲ့ခြားတွေ့လားဒီဘက်ကနေဒီဘက်နဲ့အခြားရကြည့်ဒီဘက် down margin ထားလိုက်ဒီကနေ D နဲ့ခြားဒီကနေ P နဲ့ခြားဟုတ်လားဒီကနေ D D နဲ့ခြားဒီကနေ P နဲ့ခြားမှာသူ့မှာအတဲပဲရှိတယ်အဲ့ဒါဘာလို့ခေါ်လဲဆို intention အားကြောင့်လို့ကျွန်တော်ဒီနဲ့ဒီနဲ့ခြားလဲအောင် spacebar ၃ချက်ဆို၃ချက်၄ချက်ဆို၄ချက် tab ဆို tab တစ်မျိုးတည်းကိုပဲပုံနေတော့ပါမယ် intonation သတိထားမယ်နောက်တစ်ခုသူဒီ line spacing တစ်လိုင်းနဲ့တစ်လိုင်းခြားတာကိုလည်းအတိတ်ပဲရှိတယ်ဒါဆိုဒါ method နှစ်ခု꿰တာလေ calibrate သုံးခဲ့လားမသုံးခဲ့ဘူး okay မလားအဲ့ဒါကိုသတိထားပေးပါ intonation နောက်တစ်ခုအဲ့ဒီမှာထူးခြားချက်လေးရှိသေးတယ် everything is an object အဲ့ဒီ channel လေးကိုလည်းသတိထားပေးပါ binary language တွေကိုမဝင်ပြင်ပါကျွန်တော်တို့ရှေ့မှာ detail ချက်လက်တွေကိုအကုန်သွားမယ်ဒါတော့ကျွန်တော်တို့ boss eye ဆိုတာဟောပါဗျာကျွန်တော်တို့ overview overview ပုံစံကျွန်တော်ရေးပေးထားတာဟုတ်နော် overview ညံ့မြန်လုံးပေါ့ကျွန်တော်တို့ခြုံကြည့်လိုက်တဲ့ပုံ method တွေဘယ်လိုလုပ်လဲ main main တွေဘယ်လိုလုပ်လဲနောက်တစ်သူရဲ့ဟာတွေ constructor တွေဘယ်လိုလုပ်လဲ comment တွေဘယ်လိုပေးလဲ input statement တွေဘယ်လိုထည့်လဲဟုတ်မလားပိုင်သွင်းထူးခြားချက်တွေကျွန်တော်တို့ရိုက်စားသွားမယ်နောက်သင်ခန်းစာမှာကျွန်တော်တို့အသေးစိတ်သွားမယ်ဒါကကျွန်တော်နမူနာရေးသားချက်တွေဒါတွေကျွန်တော်တို့ပါကန်းတာမဟုတ်လားမမတ်လဲရကျွန်တော်ထူးခြားတဲ့အရာလေးမှာဒါ intonation ထူးခြားတယ် semicolon မပါတာထူးခြားတယ်ဒါ single quote ရတာထူးခြားတယ်ပြီး everything is an object အားလုံးဒီ object ဖြစ်နေအောင်ယူကြမယ် string တွေပါတယ်ဆိုရင်တော့တချို့ language တွေက parameters သဘောတရားရှိပေမဲ့ဒီမှာတော့ everything is sense objects okay မလား okay thank you ကျွန်တော်နောက်တစ်ခေါက်လည်းငါမှာဆက်တွေ့တယ်